စွတောင်းနေုံနဲ့ရမယ်ဆိုရင်နဲ့လောကလူတွေဟာတူညီသောအကျိုးကျေးဇူးကိုရနိုင်ကြမှာပဲ။ဘာဖြစ်လို့တော့ဆိုရင်လူတိုင်းလူတိုင်းဟာအကောင်းကြိုက်တာကြီးဖြစ်တော့ကြောင်းအကောင်းကိုရအောင်စွတောင်းနေကြမှာပဲ။အဲ့ဒါကြောင့်မို့မြတ်စွာဘုရားကမင်းရှိတယ်။စွတောင်းပြီးတော့ယူရမျိုးမလုံးတင်ဘူးတဲ့။လက်တွေ့ကျင့်သုံးလိုက်တာချင်းကိုသာလေလုံးတင်တယ်။ အသက်ရှိခြင်းအသက်ရှိခြင်းရဲ့အကြောင်းတရားကောင်းကိုရှိဖို့အထောက်အပံ့စီစဉ်ဥစ္စာကျွယ်ဝခြင်းစီစဉ်ဥစ္စာကျွယ်ဝခြင်းအကြောင်းတရားကိုလောက်ရအောင်ကျမ်းမာခြင်းကျမ်းမာခြင်းရဲ့အကြောင်းတရားကိုလောက်ရအောင်ဆုတောင်းနေုံနဲ့ဘာတစ်ခုမှဖြစ်လာမှာမဟုတ်ဘူးဆိုတာထိုထိုတုံ့တန်လေးမှာရှင်းရှင်းကြီးတိတိပပကြီးဟောကြားထားတာတွေရှိပါအေးသို့တော်လေလူတွေဟာအကျင့်ကြီးပါနေသည့်အတွက်ကြောင့် နတ်တေဓမ္မဆုတောင်းတဲ့ပုံစံမျိုးနဲ့ဘုရားစီမံလဲဆုတောင်းဆုယူမှုတွေဟာပြုတ်တော့နေကြတော့မှရှိသေးတယ်